ဝမ်းသာဂွဉ်ယူခြင်းချီးကျူးဂုဏ်ပြုခြင်းနဲ့ယေထုမနာဖြစ်ခြင်းများခံစားပြီးကျွန်တော်ရဲ့ငငယ်ရတငယ်ချင်းတွေနဲ့ကျွန်တော်နဲ့ဘဝပြီးရည်စဲရစုစည်းခဲ့ကြဘူးတဲ့မိတ်ဆွေတွေကိုအကြံပြုတိုက်တွန်းစကားချို့ပြောခြင်းလို့ဒီ live session ကတက်ဆက်တာဖြစ်တယ်အခုဆိုရင်တွေ့ရပါလိမ့်မယ်အင်တာနက်ဆံမျက်နှာလေးပေါ်မှာ ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုင်းရင်းသားလွန်လိုင်းတပ်ဖွဲ့တွေအားလုံးပေါင်းစည်းညီညွတ်စွာနဲ့စီရေးအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုမျိုးကြီးတွေတင်ပိုက်နေတာတွေတွေ့ရပါလိမ့်မယ်။ခုနအရင်ကျွန်တော်ကြည့်လိုက်ရတဲ့ဂျီနျူးစပွဲမြင်ကွင်းလေးရတော့ကြေးလက်တော်ရလေးတွေရမှာမျိုးသိန်းစစ်စင်ရေးကြီးတွေကိုအောင်မြင်စွာဆင်နွှဲပြီးအသက်ရှင်ရပြန်လာနိုင်တဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ချစ်စပွဲလူငယ်လေးတွေကိုကြေးရွာကနေ အိုးစီပုံမောင်းပြီးပြီးတော့ကြည်ရသည်ကြည်ရသားတွေကမြူးထွေးမြူးမြူးထူးပျော်ပါးစွာနဲ့ယူဆိုနေကြတဲ့မြင်ကွင်းရေဘော်လေးတွေကိုယ်တိုင်လည်းယူနီဖောင်းလေးတွေတနက်တွေလွဲပြီးတော့မြူးကြွကခုပျော်ရွှင်နေကြတဲ့မြင်ကွင်းသူတို့အောင်ပွဲနဲ့ပြန်လာတဲ့ပြည်သူစစ်သားစစ်စစ်ကြီးတွေကိုပြည်သူကမိမိရဲ့ရင်းနှီးသက်ချာတားရရလာတွေကိုတကယ်ကိုလှိုက်လဲဝမ်းသာဂူယူစွာနဲ့ကြိုးဆူနေကြတဲ့မြင်ကွင်းကြည့်ပြီးတော့ စစ်သားဟောင်းတယောက်ဖြစ်တဲ့ကျွန်တော်ပီတိအကျော်စိတ်နေအောင်ဖြာမိပါတယ်ဒါမှပြည်သူစစ်သားပြည်သူကိုကာကွယ်ဆောက်ရှောက်တဲ့အတွက်ပြည်သူရဲ့မေတ္တာကိုအပြည့်အဝရရှိတဲ့ပြည်သူစစ်သားပြည်သူစစ်သားတွေရဲ့အောင်ပွဲနဲ့အိမ်အပြန်ကိုဒီလိုမျိုးပျော်ပါမြှုပ်ထူးတဲ့ပြည်သူများရဲ့နှွေးထွေးစွာဂုဏ်ပြုခြင်းလောက်ပြည်သူအပြုံးနဲ့ကြိုးဆိုခြင်းခံရတဲ့စစ်သားတယောက်ရဲ့ကြည်နူးမှုဟာဘယ်ခံစားမှုနဲ့မှမလဲနိုင်လောက်အောင်ပြောရှင်စရာရှိပါတယ်ဒါ မှန်နဲ့ဘက်မှာရက်တည်ခဲ့တဲ့မျိုးစစ်တဲ့လူငယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုရင်းကျွန်တော်ဘုဘွားနဲ့ရှင်ပြီးကျွန်တော်ကိုယ်တိုင်လည်းပဲပြည်သူ့ကာကွယ်ဆောက်ရှောက်ရန်အတွက်စစ်တပ်လိုခေါ်တဲ့တပ်မတော်တွေကိုဝင်ရောက်အမှုထမ်းခဲ့မှုတဲ့စစ်သားဟောင်းတယောက်အနေနဲ့ကိုချင်းစာတရားနားလည်မှုသဘောတရားတွေကိုလက်ရှိသူ့ကိုယ်သူတပ်မတော်သားလို့ခံယူပြီးတော့ဖက်စစ်အကြမ်းဖက်အာဏာရှင်စနစ်လက်ပတ်တည်တံ့ဖို့အတွက် အာနာအယိုးရင်လေးရလူရညာအခွင့်ရေးတစုံတရာရလူရညာဆောင်ရွက်နေကြတဲ့စစ်သားအမိခံလက်နက်ကင်လူတစုကျွန်တော်နဲ့ဘွာဘေးအချီနေရငယ်တုန်းကအတူတူပညာသင်ခဲ့ဖူးတဲ့လူတစုကိုအကြံပြုစကားပြောချင်တာပါ။သူပြည်သူစစ်သားစစ်စစ်တွေကိုပြည်သူတွေကြိုးဆိုနေကြတဲ့အချိန်မှာပဲအခုဆိုရင်စစ်တပ်ထဲက ဖက်စစ်တပ်ထောက်ခံသူအများစုဟာကြိတ်မနှံခဲမရတောက်တခေါက်ခေါက်ဒေါသတကြီးကြီးနဲ့မင်းအွန်လိုင်းကိုမအီလို့လို့ဆဲရမလားဆိုးဝင်းကိုပဲကြိုးခွင်းဆွတ်လို့ပြောရမလားတို့တွေကြိတ်မနှံခဲမရဖြစ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့တမမူအဆင့်ထိခွေးပြေးဝက်ပြေးထွက်ပြေးနေရရုံနဲ့မကတမမူအပါဝင်အယောက်150လောက်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကဝိုင်းပတ်ပိတ်ဆို့ဖမ်းဆီးချုပ်နှောင်ထားတဲ့ပုံရိပ်တွေဗီဒီယိုတွေကိုကြည့်ပြီးတို့အသေးကို အနဲ့ထိုးခံရသလိုခံစားနေရတဲ့အခြေဖြစ်ပါတယ်။ဒါပါကြောက်လေပြည်သူတရားလုံးကဒီဗီဒီယိုဖိုင်တွေအောက်မှာဝင်ပြီး comment ပေးတာကိုကြည့်လိုက်ရုံနဲ့တင်ဒီဖက်စစ်မင်းအောင်လှိုင်ရဲ့စစ်တပ်ကိုပြည်သူတရားလုံးဘလောက်ယွန်ရှား on လုံးနာနေတယ်ဆိုတာတိတာထင်ရှားမှဖြစ်တယ်လို့စောစောကပြောခဲ့တဲ့ဦးစီဘုံမောင်းနဲ့ကြုံနေတယ်ဆိုတော့ဗီဒီယိုဖိုင်အောက်မှာလည်းပြည်သူတရားလုံးကဘလောက်ချီကျူးထောမနာပြုတ်နေကြတယ်ဆိုတော့ကြည်ချင်းအဖြစ်အဲ့ဒီဖက်စစ်မင်းအောင်လှိုင်လက်အောက်မှာခင်ဗျ စစ်လက်နက်ပစ္စည်းများကိုကင်ဆောင်ပြီးခင်မီစစ်ပညာတွေတင် जा ထားပေမဲ့တစ္ဆာတရားရင်မာမရှိတဲ့စစ်သားဆိုပေအတူရောင်လူသက်သမားတွေအတွက်ကြည်ကွဲเสียကာလများပဲဖြစ်ပါတယ်ခုဆိုရင်ပတ်စဉ်၄၂ဆင်းတမမူးဆိုတဲ့ဥပရိယုတ်ရတော်တော်လေးဝမ်းနဲ့ကြည်ကွဲเสียကောင်းတဲ့လူတစ်ယောက်ကိုစိတ်ပရိကြီးလေပြင်းမှာဆွဲလို့ဖန်စီရမိထားတဲ့ပုံရင်ဟာ ကမ္ဘာသတင်းတွေမှာလည်းဖိလစ်ပင်းကလို့ပြည်သူတရားလုံးလည်းလက်ခမောင်းခတ်ပြီးတော့အောင်ပန်းခံနေကြပါတယ်။လွန်ခဲ့တဲ့၄နှစ်တိတိပဲခူးမျိုးမှာအဲ့ဒီတမခွန်ခွန်ကပဲပြည်သူလူငယ်မျောင်းများစွာအယောက်80ခန့်လို့ကြားသိရပါတယ်။ဒီထက်လည်းပိုနေပါတယ်။ရရဆက်ဆက်ဖန်းစီနှိတ်ဆက်လူမဆန်စွာတတ်ဖြတ်ခဲ့တဲ့၄နှစ်တိတိပြည့်တဲ့နေ့မှာအဲ့ဒီခွန်ခွန်ရဲ့တမမူးဆိုတဲ့ဘုံမှုချုပ်ဆိုတဲ့အကောင်ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအရှင်လက်လက်လက်ရဖမ်းဆီးခဲ့မိခြင်းပေါ်မှာအန်ချီထောမနာပြုနေကြပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဝမ်းတာတယ်ဖက်စစ်အကြမ်းဖက်လက်ပါစီလူတက်ကောင်စစ်ရာဇဝဲကောင်တယောက်ဖမ်းဆီးရမိတဲ့အတွက်ကြောင့်ဝမ်းတာတယ်။ဒါပေမဲ့တစ်ဖက်ကကြာလေစိတ်မကောင်းဖြစ်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီ၄၀နှစ်ဆင်းဆိုတဲ့ဘုံမှုချုပ်အဆင့်ဆိုတဲ့အကောင်ကောင်ဟာပြောရရင်တော့ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်30လောက်ကတောင်ကွာ 60ခုနှစ်ကနေပြီးတော့68ထိကျွန်တော်နဲ့ဘာပဲပြောပြောစရကတော့မှာတနှစ်တိတိဆုံခဲ့ဘူးတော့ပေါ့ကျွန်တော်က final year ဘာစင်52က first year လာရောက်ကျောင်းတော်တစ်ခုတော့မှာအတူတူတွေ့ခဲ့ကြဘူးတဲ့သူတွေဖြစ်ပါတယ်အဲကျွန်တော်က senior သူတို့က first year junior ဘာပဲပြော senior ဖြစ်တဲ့ကျွန်တော်တို့ကတင်ကြားပဲ့ပြင်ပြီးချင်းကိုသူတို့ခံယူခဲ့ရတယ် ဲ့တော့ကျွန်တော်အနေနဲ့တဆွမ်းတလောက်အမှန်နဲ့တရားအတွက်ကောင်းသောအလုပ်များကောင်းသောတင်ကြမှုများကောင်းသောစံနမူနာပြမှုများကိုသာဆောင်ရွက်ခဲ့ပါတယ်။ဒါလည်းအခု percent 40 41 42စင်းနဲ့တောင်းစင်းမောင်ကြီးပြကြပါတယ်။ဒါပေမဲ့ဘာဖြစ်လဲ?တောင်းစင်းပြီးတဲ့နောက်မှာကိုကျိုးအတွက်အတအတွက်ယာဓုအတွက်နေရအတွက်အခွင့်အရေးအတွက်လောဘဇောအတွက်မိမိဒုတိယနှစ်ဘူလောင်းဘွားမှာ အလံကင်ပြီးတော့စုခဲ့ဘူးတဲ့တစ္ဆာတွေကိုမေ့လျော့စန့်ကျင်ကတစ္ဆာဆိုတာဘာလဲလို့ပြန်မေးရတော့အောင်တစ္ဆာတွေပျောက်ခဲ့ကြတာတစ္ဆာပျောက်ခဲ့လို့ပြည်သူရဲ့အမုန်းကြီးအောက်မှာအခုဆိုရင်ကြီးစွာသော အတ္တိဒုက္ခရောက်နေကြရတာဖြစ်ပါတယ်အဲကျွန်တော်အနေနဲ့တစ်ဖက်ကလည်းစိတ်မကောင်းဖြစ်ပါတယ်စိတ်မကောင်းဖြစ်တာကဘာလဲတစ္ဆာစောင့်ရမယ်အလုပ်ကိုတစ္ဆာမစောင့်ပဲတစ္ဆာဖောက်ခဲ့လို့တစ္ဆာဖောက်လို့တွားရလမ်းကိုမြန်းရတဲ့သူတို့တွေ့ စိတ်မကောင်းဖြစ်တာပါဆိုတော့လက်ရှိအခုဆိုရင်တောင်ပိုင်းတိုင်းတိုင်းမူကြည်တိုက်ကျွန်တော်နဲ့တပတ်စင်တယ်တောင်မှမထိုင်နေတယ်အခုလည်းသူလည်းပြုတ်ခံနေပါပြီဆိုတော့တပတ်စင်နဲ့ဆင်းခဲ့တဲ့သူတွေကျွန်တော်ဂျူနီယာဖြစ်ခဲ့တဲ့သူတွေအခုတိုင်မူတက်မမူနော်တကယ်ဘုံမှုချုပ်ဘူချုပ် level ကြီးပဲရှိပါတယ်အဲ့တော့မင်းတို့တွေခမားတို့တွေအခုလက်ရှိကြုံနေရတဲ့အခြေအနေကိုအတူချုံမဲစဉ်းစားပြီး မိမိရဲ့စိတ်နှလုံးကိုပြန်လဲစောကြောစစ်ဆေးဖို့အချိန်ကြပြီလားလို့စဉ်းစားကြပါပြည်သူတရားလုံးကလက်မခံပဲအမုန်းအကာရကြီးစွာနဲ့နေရာနှက်မှာစန့်ကျင်တော်လန်တိုက်ခိုက်ခြင်းကိုမင်းတို့ဖက်စစ်တပ်ခံရတဲ့အချိန်မှာပဲအဘဝတရားကြီးကလည်းနူရဝဲဆွဲလဲရတခိုးထောင်းမင်းတို့ကိုမောင်းချတဲ့ပုံနဲ့ညီပြီးတော့တခွင်ပြဲပြဲစင်လှုပ်ခတ်ခဲ့တဲ့ငလင်နဲ့ စကိုင်းကအခြေပြုခဲ့တဲ့မဟာငလင်ကြီးကြောင့်အခုဆိုရင်မင်းတို့ရဲ့အုပ်ချုပ်ရန်နေရာကြီးတစ်ခုလုံးလည်းပြုတ်ပြုတ်ပြုံးဒုက္ခတွေလုံလုံရောက်နေကြတယ်အခုဆိုရင်မင်းတို့ကိုဆရာထင်ပြီးတခင်လိုကိုးကွယ်ခဲ့တဲ့နန်းစီလီယံဝန်ထမ်းတွေလည်းဆားရမယ်တောက်ရမယ်နေရမယ်ဘဝနဲ့အတိဒုက္ခရောက်နေကြရတယ်နိုင်ငံတကာကိုဘလောက်ပဲမျက်နှာပြောင်တိုက်လိမ့်လည်ပြီးမင်းတို့ဆက်လက်စီမံအုပ်ချုပ်မယ်ဒီနှစ်ကုန်မှာရုပ်ကုပ်ပွဲကြီးရအောင်ကျင်းပမယ်ဆိုပြီးတော့အချိန်ဆွဲဆန့်လိမ်ညာမယ် ဘလို့ပဲကြိုးစားပါစေအခုဖလန်းမျိုးဒေါ်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီအင်းတော်ဒေါ်လန်တိုက်ခိုက်သိမ့်ပိုက်ပြီးပြီစကိုင်းဒေသကြီးကိုဝင်ဖို့လမ်းကြောင်းမှန်သမျှကိုဒေါ်လန်တပ်ဖွဲ့အားလုံးကစီမိုးသိမ့်ပိုက်ပြီးပြီဒီအချိန်ဒီမှာမင်းတို့ဘလောက်ထိဆက်ပြီး my us sun နဲ့ဖက်စစ်မင်းအွန်လိုင်းနဲ့စိုးဝင်းလို့ခေါ်တဲ့လူသက်သမားတွေရဲ့အမိန်အောက်မှာဆက်နာခံပြီးနောက်ဆုံးအချိန်ထိမိုင်မဲမှုပြုကြမှာလဲလို့ တငယ်ချင်းတို့ကိုမေးကြည့်ချင်ပါလေတတဆားလဲကျက်တော့နှစ်တဆားလဲကျက်တော့ဆက်လက်ပြီးတော့မိုင်မဲသွားဖို့ကြိုးစားကြအောင်ပါလားတိုင်းပြည်ကိုအခုထက်ပိုပြီးပျက်စီးအောင်ဖြည့်ဆည်းကြအောင်ပါလားခုဆိုရင် GDP အဆုံးစုံထိကျဆင်းသွားပြီနိုင်ငံစီးပွားရေး80ရာခိုင်နှုန်းပျက်စီးသွားပြီနိုင်ငံတကာကလည်းပဲ လက်ရှိမင်းအွန်လိုင်းရဲ့အာနာသိန်းအစိုးရအာနာသိန်းအုပ်စုကိုအစိုးရရဲ့လို့အတိမတ်မပြုတ်ဘူးဆိုတာလည်းမင်းတို့သိကြပြီပြီအခုဆိုရင်တမ66တမ99နော်တမ3မရဲ့တမမူတွေကိုနှစ်ယောက်အသေးတစ်ယောက်အရှင်တကယ်ဒိတ်ဒိတ်ကျဲစစ်တပ်ထဲမှာဆိုရင်ဒီအပူတမတွေ66တို့99တို့နော်အပူတမတွေဟာဒိတ်ဒိတ်ကျဲမာလာပါပြီဆိုတော့စစ်သားတွေကို စုပြီးတော့တိုက်ခိုက်ခြေမုံစီဝါတဲ့စစ်သားတွေကြီးစုထားတဲ့တပ်မကြီးဖြစ်တယ်။ဒီတပ်မကြီးတွေရဲ့လုံးလုံးပြိုကွဲပျက်စီးသွားရုံနဲ့မကတပ်မမူတွေပါအရှင်ဖန်းခံရတဲ့အဆင့်ဖြစ်လာပြီဆိုတော့မင်းတို့ရဲ့ဖက်စစ်အကြမ်းဖက်စစ်တပ်ဟာဘလူနီးနဲ့မှမြမပြည်အလယ်မှာရှင်သန်ဖို့လမ်းမရှိတော့ဘူး။မင်းတို့ကတော့ပြောပါပေါ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကိုဂျက်ဖက်သမားရေလို့တမုတ်ပြီးနှိမ့်နှင်းနေရတယ်နိုင်ငံကိုဖျက်ဆီးနေသူမို့လို့နှိမ့်နှင်းနေရတယ်လို့ဝါဒဖြန့်မှာပေါ့ဒါပေမဲ့ဘသူကနိုင်ငံကိုဖျက်ဆီးနေတာလဲ2020မတိုင်ခင်ထိအီဂျန်တာယာပျော်ရွှင်ပြီးတကယ်ကိုပဲအရှိတောင်အာရှမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးရှိခဲ့တယ်လို့တရားဝင်ကြေညာနိုင်ခဲ့တဲ့လူထုအစိုးရကိုမင်းတို့ဖြုတ်ချပြီးတဲ့နောက်မှာ ဒီခုခံတွန်းလှန်မှုတွေကယုတ်ချီးပေါ်ပေါက်လာတာဖြစ်တယ်။ဘာကြောင့်ယုတ်ချီးပေါ်ပေါက်လာတာလဲ။တစ်ဖက်ဖက်ကမှားယွင်းနေလို့ပေါ့။ဥပဒေနဲ့မညီဆောင်ရွက်လို့ပေါ့။တစ္ဆာတွေဖောက်ဖျက်လို့ပေါ့။ပြည်သူတရေလုံးကလက်မခံစန့်ကျင်လို့သာပဲ။တိုင်းနဲ့ပြည်နဲ့နေရာနှံ့မှာခုခံတွန်းလှန်စစ်ကြီးပေါ်ပေါက်လာတာပေါ့။ဘာကြောင့်မင်းတို့အတင်းတမလက်နက်နဲ့အာဏာသိမ်းပြီးမှဒီလို ပေါ်ပေါက်လာတာကိုနိုင်ငံဖျက်ဆီးတယ်လို့သုံးလို့ရတာလဲ။ 2020မတိုင်ခင်ကဒီလူငယ်တွေဟာပညာတွေကောင်းစွာသွင်းနိုင်ငံကြီးရဲ့အနာဂတ်ကိုစီရင်တည်ဆောက်ဖို့အားကျုံးမှန်တဲ့နဲ့ယုံကြည်ချက်အပြည့်ရှိခဲ့ကြတဲ့လူငယ်တွေပါအခုတော့လက်နက်ကိုကင်ဆွဲပြီးမင်းတို့ဖက်စစ်တပ်ကိုဘယ်တော့မှအနိုင်မခံအရှုံးမပေးဘူးကွာအနိုင်နှွှဲမယ်ဆိုတဲ့ယုံကြည်ချက်နဲ့၄နှစ်ခန့်အတွင်းအပြင်းထန်လက်ကျင့်အပြင်းထန်စုဖွဲ့ပင်ပန်းဆင်းရဲအမြင့်ဆုံးခံပြီးမင်းတို့တွေတွေကိုမင်းတို့ဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်ဥပဒေမဲ့မှုတွေကို ်ငါတို့လက်ထက်မှာတင်းတက်အမြင့်ဖြတ်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူငယ်တွေတိုက်ခိုက်လာလို့အခုတတ်မှတ်မှုအဆင့်လက်ရဖန်းစည်းနိုင်တဲ့အထိစည်ရည်စွန့်ရည်ထက်မြင့်လာပြီဖြစ်တယ်ဒီချိန်မှာမင်းတို့ဟာအသည့်နောင်တာတရားရတဲ့နေပြီမင်းတို့ရဲ့စည်ယုံချုပ်တွေငလင်ရဲ့သဘာဝကြီးရဲ့လက်မခံစန့်ကျင်ပယ်ဖျက်မှုကြောင့်စည်ယုံချုပ်တွေပြိုလဲပျက်စီးနေတယ်တပ္ပတာယူမင်းအွန်လိုင်းကိုတိုင်း ရုပ်ောက်ွယ်ကျင်းပပြီးလွတ်တော်ခေါ်မယ်ဆိုလေသံပြည့်ုံရှိသေးတယ်တမရအိန်တော်ရောလွတ်တော်ရောသုံးမရအောင်ငလင်ကြီးကဖြက်စီးလိုက်တဘာဝကြီးတော့ကတော့မှလက်မခံမင်းတို့ကိုစန့်ကျင်နေရမင်းတို့ဘယ်လောက်ထိဆက်လက်မိုင်မဲကြအောင်ပါလဲအဲ့တော့တငယ်ချင်းတောင်းနေဖက်တငယ်ချင်းနေထပ်ပြီးနှိုးဆော်ပါရစေအဆုံးစုံဒီမင်းတို့မင်းတို့တူးချင်းရဲ့ဂုံတိတ်ခါတွေ ပျက်စီးဆုံးရှုံးခြင်းကိုမင်းတို့မချက်ပေမဲ့မင်းတို့ကြံရင်ခဲ့မဲ့မင်းတို့သားသမီးတွေမင်းတို့မိဘတွေမင်းတို့ရဲ့မိသားစုညီကိုမောင်နှမတွေရဲ့ဂုံတိတ်ခါနဲ့မြမပြီမှာဆက်လက်လူလုပ်ဖို့အခွင့်လန်းကိုတော့မင်းတို့တူဦးချင်းရဲ့အတ္တကြောင့်မပယ်ဖြတ်စီသင့်ပါဘူးမင်းတို့ပညာသင်ကြားခဲ့တဲ့မင်းတို့ရဲ့မျက်နှာတံမိုးထားသောဂုံဘုတ်တွေကိုမင်းတို့ခြေနဲ့နင်းခြေ မပြစ်ခဲ့တယ်မှာဘူးမင်းတို့ငွေဖွာကြီးပြင်းခဲ့တဲ့နိုင်ငံကြီးကိုတောက်တန်တစားပြင်ပမာလုံးလုံးပျက်စီးသွားအောင်ခြေမွမထားခဲ့တယ်မှာဘူးအခုမင်းတို့လုံနေရတဲ့အလုပ်မင်းတို့ခိုင်းစီအမိတ်ပေးခံရတဲ့အခြေအနေဟာတိုင်းပြည်အနာဂတ်ကောင်းဖို့တေချာရဲ့လားမင်းတို့စဉ်းစားနိုင်စွမ်းရှိကြမှာပါဖက်စစ်မင်းအွန်လိုင်းဘီလင်းစရာပြောသမျှလုပ်တဲ့မင်းအွန်လိုင်း တမတာယူးနေတဲ့မင်းအွန်လိုင်းနိုင်ငံတကာခေါင်းဆောင်တွေအလဲမှာရှက်ဖွယ်လိလိဂုံတိတ်ခါလုံးဝမရှိတဲ့မင်းအွန်လိုင်းစစ်ခေါင်းဆောင်တယောက်နဲ့လုံးဝမထိုက်တန်တော့ပဲသူ့ဟာသူယာရီအတင်းပေးပြီးအာနာယူးနေတဲ့မင်းအွန်လိုင်းကိုချင်းဇာတိတသမိုင်းအရလုံးဝကျင့်ဝတ်ဖောက်ပြန်နေတဲ့မင်းအွန်လိုင်းတာသမီမိသားစုသူနဲ့ဆရာတပည့်ကောင်းစားဖို့အတွက်ဘုသူချနင်းရချနင်းရရရဆက်ဆက်ချနင်းဖို့အသင့်ဖြစ်တဲ့လောဘငမိုက်သားမင်းအွန်လိုင်း ဒီလိုဆိုးရွားမိုက်မဲတဲ့တတ္တဝါရဲ့နောက်လိုက်ဖြစ်မင်းတို့ဘာကြောက်ဘယ်ရာကိုမျှော်ကူပြီးဆက်လျှောက်လန်းကြအောင်ပါလဲအဲ့တော့အခုစတိုင်းကြီးတွေမြို့ကြီးတွေတခုတခုတိမ့်ပိုက်ပြီးချိန်မုံလာတဲ့ပြည်သူတရားလုံးကိုအားရဝမ်းသာလက်ခမောင်းခတ်ကြိုးဆိုနေကြတဲ့အိုးစီဘုံမောင်းတီးတော်လူငယ်လူလတ်ကလေးတွေဟာမင်းတို့ဖက်စစ်တက်ကြီးတီရှိနေသေးတဲ့မင်းတို့ကိုတိုက်ခိုက် ဆန့်ကျင်တုတ်တင်မဲ့ပြည်သူတစ္ဆပေါက်တွေကိုတုတ်တင်မဲ့ပြည်ရှင်းသားတွေပဲဖြစ်လာအောင်မှာဖြစ်တယ်။ဒါကြောင့်မင်းတို့အနေနဲ့ရှေ့ဆက်အနာကမနှက်ပြန်မရှိတော့ဘူး။ဒီတော့ခေါင်းဆောင်ညီလန်းကတော့မင်းတို့အမှန်နဲ့တရားအတွက်ဥပဒေကိုရင်ဆိုင်ပါပြည်သူကိုဒူးထောက်ဝန်ခံတောင်းပန်ပါတာဝန်ရှိတဲ့စစ်ရာဇဝတ်ကောင်စစ်ဘုံချုပ်အစ်စင်ကို 也有普通内部，比头各国一代，比头一切的苗的苗族人员输赢。但应当讲上面的，略对比了，那些小退加代入，大把我背起的银山尼亚，是背起的银山尼亚的，比头的也没那便宜，大约六百布一批的酷酷，下下吧。再对比较，没买进，不买输赢，看看大马木业，逆风我得下几倍。 သူ့မျက်ဝန်းမှာမေးမိန်ညှိုးသိမ့်နေတဲ့စိတ်ခံစားမှုမျိုးမင်းတို့ရှိမှမကြခင်ရောက်လာလိမ့်မယ်ဆိုတာကိုအငှားခံစားပြီးမိုက်မဲတဲ့အတိညာအုံနောက်မဲ့သောတလေးဆန်တယောက်ရဲ့တွေးခေါ်မှုမျိုးဒီကနေ့ဆက်ပြီးအဆုံးသတ်လိုက်ပါလို့ငါတိုက်တွန်းလိုက်ခြင်းပဲဖက်စစ်မင်းအွန်လိုင်းနဲ့ဖက်စစ်ဘိုးချိုးတစုကိုပြည်သူတရားစီရင်မှုရှေ့မောက်ရောက်အောင်မင်းတို့ပါဝင်ပူပေါင်းပေးမယ်ဆိုရင် မင်းတို့တွေရဲ့အနာဂတ်ကိုသစုံတရာကင်းလွတ်ငြိမ်းချမ်းခွင့်ရဖို့ငါဝိုင်းဝန်းစူးစမ်းပေးမယ်။တကယ်ချင်းလို့ရှေ့ဆက်မမိုက်ကြနဲ့လို့